PDF ဒီအကြောင်းတော့ငဘောရေအခုစင်းကပြောပြတာပါ PDF ဒီဆိုတာကတော့ထိုးကျခံရုံပဲတက်တဲ့အတုံးချခံရုံပဲတက်တဲ့ဆိုတာကတော့ငဘောရေကလဲဦးစင်းကပြောတာပြောထားပြတာပါဗျာနော် PDF ကိုလို့ AI ကလည်းအတုံးချမယ် DIA ကလည်းအတုံးချမယ် DNA ရလဲအတုတ်ချမယ်ဒါဥစဉ်ငကိုကလေးကဒါပြောနေကြပြောပြစကားပါနော်ဟာဥစဉ်ရဲ့ဟာလေးကိုပြန်ကြည့်လို့လည်းရပါတယ်ဒီစကားကိုလည်းဥစဉ်ကခဏခဏပြောပါတယ်ဒီဘလောင်တေဘလောင်နဲ့ပတ်သက်ပြီးလဲ PDF နဲ့ပတ်သက်ပြီးလဲဥစဉ်ကပြောတာပဲဟုတ်လားပြောတယ်နော်အမျိုးမျိုးပြောခဲ့တယ် PDF တွေ PDF ဒီတရားရှိအမြင်မှန်ရတော့ဟုတ်လားမင်းတို့ဘာဖြစ်မယ်ညာဖြစ်မယ်ဘယ်နေ့အောင်မယ်ဒေါ်လာကြီးဘယ်နေ့ပြီးဆုံးမယ်ဆိုတာကပြောနေတဲ့လူတွေကကြည်လွေရနိုင်ငံကနေလို့နော်သူတို့ထိုင်းလိုနိုင်ငံကနေအော်ဇီလိုနိုင်ငံကနေအမေရိကန်လိုနိုင်ငံအမေရိကန်လိုနိုင်ငံတို့ကတော့မဟုတ်ဘူးဟောင်ရင်နိုင်ဟောင်လို့မရတော့ပါဘူးနော်ဟာဂျပန်နိုင်ငံမှာမလေးရှားကနေဂျပန်နိုင်ငံကတော့ဒေါ်လာထွက်လာသွားတယ်သွားတဲ့အခါမှာအဲ့ဒီမှာဂျပန်ဆန္ဒပြတယ်ဟိုကရှိလျက်ကပြီးဒါပဲဆိုတော့မုံတန်မှုတော့မပြဘူးပေါ့ဗျာရှိလျက်ဖုတ်လျက်တော့မအောင်မဖြစ်ဘူးဆိုတော့ပုံစံမှုနဲ့ဂရုမစိုက်ဘူးပေါ့ဗျာနော် ဲ့တော့ဂျမအရင်နဲ့ပတ်သက်ပြီးလဲတော့ဒေါက်တာကဘာလို့ဖွင့်မှပြောမှာသွားတော့မင်္ဂလာပါကျွန်တော်ဒီနေ့ reaction လုပ်ချင်တဲ့ video file ကတော့စန္နာမင်းပါတော်တော်တက်ခေါ်စရာမထိုက်ပါဘာလို့လဲဆိုတော့လက်ရှိတော်နိုင်ရေးမှာပြည်သူစန္စန္ဒနဲ့စန့်တင်ပဲအရမှာရက်ပြီးတော့စစ်ခွေးတွေနဲ့တွားပေါင်းခဲ့တဲ့ NLD တွေကလွတ်တော်ကိုယ်စားလှယ်ဟောင်းတယောက်ပဲ NLD ကိုစုံကံပြီးတော့ရွေးကောက်ပွဲဝင်မယ်ဆိုပြီးတော့ဒီစစ်ခွေးတွေလှုပ်တဲ့အတူရောင်ရွေးကောက်ပွဲကိုဝင်တယ်ဆိုတဲ့ကစဉ်းစားကြည့်ဗျာအဲ့တော့ NDF ပါတီနဲ့တွားဝင်တယ်။ NDF ပါတီထဲမှာအာဘလို့သူတို့ပါတီမှာလွတ်တော်ကိုယ်စားလှယ်ဘလို့ဖြစ်တာပါအစလေးတွေတွားတော့ရှိတယ်ဗျက်လဲဆိုတော့ ပါတီညီချင်းမပြစ်တော့ဆိုအန်ဒီလောက်ကိုပယ်ချပလိုက်ကောအမဆောက်ချက်ဒီကွဲခါမပြီးသေးဘူးဒါကိုထပ်ပြီးတော့အခုတခါသတိပုဂ္ဂလနဲ့ရှင်းပြမယ်လို့ပြောတယ်အခုသူ့ကိုတွားပြီးတော့ဒီတည်င်းသမားကိုတက်ထွေးနိုင်ကအင်းတော်ပြုထားတွေ့ဒီညမှာကျွန်တော်ပုံမလင်းလင်းနဲ့ဝေဖန်တဲ့တစ်ခုရှိပါတယ်အခုနောက်ကိုတက်ထွေးနိုင်လို့ဆိုတော့ဒီကွာကျွန်တော်တို့တွေဆောက်ကြည့်ပြီးတော့နော်တူတင်တဲ့တည်င်းနေဟိုကြည့်ခဲ့ရတဲ့ပုံကိုတယောက်ပါတော်လှန်ရေးတော်လှန်ရေးဆိုတဲ့ဟာကြီးကိုရှင်းပြရရင်တော့ဒီစစ်အာဏာရှင်ဘက်ကိုအာမပေးဘဲနဲ့ဒီမိုကရေစီလမ်းကြောင်းဘက်မှာရှိတဲ့လူတယောက်တတ်မှတ်ခဲ့တာပေါ့ဒါပေမဲ့ခုနောက်ပိုင်းမှာဒီပုံကို တည်င်းတင်ဆက်တဲ့အရာတွေကိုကျွန်တော်သတိထားကြည့်မိတာကတစ်ဖက်အင်အားစုတွေဘက်ကတည်င်းတွေကိုဦးစားပေးပြီးပေါ်ပြတယ်ဒီဒီစစ်အာဏာရှင်တွေဘက်ကတည်င်းတွေကိုပေါ်ပြတယ်ဘာရည်ရွယ်ချက်နဲ့ဘယ်လိုပေါ်ပြလဲတော့မသိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီကြားတည်င်းမှာဆိုတာဘာဖြစ်လဲဘက်မလိုက်ချက်ကမယ်အမှန်တရားပေါ့အခြေခံအမှာပေါ့ဟုတ်တယ်မလားဒါလေးတော့ရှိဖို့လိုတယ်ခုနောက်ပိုင်းမှာတွေ့ရတာတော့နည်းနည်းအစင်မလျော်တက်ထားပါဒါကတော့ကျွန်တော်တို့ကျွန်တော်ပြောပြတယ်ကျွန်တော်ဟိုဥပမာလင်းလင်းကိုတဘောထားကိုပြောပြတာပဲရှိတယ်မုံတရားနဲ့ပြောတာမဟုတ်ဘူးအခုဒီမှာ ဆန္ဒမင်းနဲ့သူနဲ့ interview ထားတဲ့ဗီဒီယိုဖိုင်ရောတူရဲ့ channel ထဲမှာပတ်ကြည့်ပါကျွန်တော်အစားလေးခွင့်ရမှာအဓိကကျွန်တော်ပြချင်တူရဲ့ Facebook မှာတင်ထားတဲ့အဲ့ဒီ interview ရဲ့အောက်မှာဆန္ဒမင်းကိုအားပေးထားတဲ့အော်လေပေးတယ်ဆောက်ရမ်းမယ်အဲ့တော့ကြွားကျင်တာဟာကျမတို့ပါတီကလေပါတီဆောက်တင်အောင်တင်းနေဆိုအဲ့တော့ကြွားကျင်တာချက်ချိပါတော့ညီလုံးတို့တန်လေးနဲ့ပြောရမလားကျမမှန်တယ်ကျမချက်တယ်ကျမကျမချက်တယ်ကျမတိုင်းဒီကိစ္စတွေကိုထဲထဲဝင်ဆောင်ရွက်ချင်အဲ့ဒီလိုဆောင်ရွက်ချင်ရင်ကျမတို့ပြောရရမှာဖြစ်တယ် တော့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 ဘလို့မတောင်းတော့မတားကြအောင်လားတားကြလားတားလို့ရှိတာမတောင်းတော့โอเคโอเคတားတားတော့တားခိုင်းရင်ဘာသူမတားတော့ချင်းကျမကိုတုံးတက်ဝေးခံပါတယ်ကျမချေစုတင်နေစိတ်ဆိုးကျမစိတ်ဆိုးနေလဲတည်နေဘလို့မဟုတ်ခင်ဗျားစိတ်ဆိုးတော့တပည့်လူတွေကဘာတဏမင်းတယောက်ငါတို့ဝေမန်းတဲ့စိတ်ဆိုးဟာမိတယ်လို့ဆိုအားလုံးပဲမင်္ဂလာပါအထူးသတင်းများကိုတင်ဆက်ပေးနေတဲ့ကျွန်တော်အချိန်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်။ဒီ channel လေးကမြပြည်သတင်းတွေကိုတင်ဆက်ပေးနေတဲ့ channel ဖြစ်တာကြောင့် like and subscribe လေးလုပ်ထားပြီးဖို့ထပ်မံပြီးတော့တောင်းဆိုခြင်းပါတယ်။လူတယောက်လောက်ရှိတယ်။ဟမ် တယောက်လောက်ရှိလားလုတ်ပေါ်ကင်ဖက်တွေတည်းရပါဗျာနောက်ဆုံးရှိလားမရှိဘူးထင်တယ်နော်အဲ့ဒါဆက်ဆိုရဲလက်တွေပေါ့အာသူတို့ပြောဆိုတဲ့ဟာလူဆိုင်သားပါမယ်ဒီမှာကလုတ်စားတဲ့နိုင်ငံရေးဒီမှာဖုံမှုဆိုဖုံစားတဲ့လူနိုင်ငံရေးဒီမှာလုတ်မစားဘူးဒီမှာဟိုရဟာဘူးကျမတို့နိုင်ငံရေးလူဆိုင်အားလုံးသိပါအော်နိုင်ငံရေးအေးတဲမှာကျမတို့ဘဝကိုပြည့်ညွတ်ထားတယ်နိုင်ငံရေးအေးတဲမှာကျမတို့ဘဝကိုပေးဆက်ပါတယ်ဒါနဲ့ကျမကိုကျမတို့ရဲ့ခေါင်းဆောင်ဘောင်ဆန်းစုကြည်မန်လေးဒုက္ခလာတဲ့အခုဒီကျမတို့ခေါင်းဆောင်ထုတ်နေသေးတယ်မတန်မရပြောရင်မကောင်းဘူးဟလာမိချိန်နေဖို့ဖြစ်ပါတယ် ကျွန်တော်တို့အနေနဲ့ကတော့အိမ်ဖြစ်အနေနဲ့ပါဝင်ရလို့ကျွန်တော်တို့မခံနိုင်ပါဘူး။ဒါကြောင့်မလို့ကျွန်တော်အိမ်ခံနေတဲ့ပါဝင်နေအဲ့ဒါအိမ်ဖြစ်နေတဲ့ပါဝင်ချင်းနော်။အိမ်ခံလိုက်အမှဘောမုံမခဲ့ဒီဆိုတဲ့စကားလေးတစ်ခါတော့ပြပြလိုက်စောင်းပေါက်ပါ။အဲ့လိုစောင်းရင်းမှုကိုနားလည်ပြီးပါလို့ကျွန်တော်ပြောချင်တယ်။လို့ပါနားမလည်နိုင်ဘူး။နော်ဒါကတော့တရားကိုကြည့်ချင်ရင်တော့ကိုတထွန်းနိုင်ရဲ့ဒုစရိုက်ကြည့်ပါနော်။အဲ့တော့ကျွန်တော်အခု command တွေဖတ်ပြတယ်။သူ့အားပေးထားစောင်းအားပေးထားအိမ်ဖြစ်အိမ်ဖြစ်ဓမ္မအားပေးထားကိုကြည့်ပါ။အိမ်ဆုံးတယောက်ကတော့ပေါ့သေးသေးအကြောမဟုတ်ဘူးဟဲ့တဲ့။တအားကိုလုတ်ပြခြင်းနေတာ။ မျက်နှာဘေးကဘဒူဘာပြောပြောဆက်ရွှီးမရုပ်တယ်။နော်နောက်တစ်ယောက်ကတော့ကျမနိုင်ငံကိုချင်းရင်ကျမလူမျိုးကျမပါတီကျမအဖွဲ့အစည်းကျမခေါင်းဆောင်ကိုလည်းချစ်တတ်ရမယ်လွတ်တော်တဲ့ရောက်မှမဟုတ်ပါဘူးအခုတော့ဘဲတူတေတေငပေမာရင်ပြောပုံစံနဲ့ကြော်တူတူကြော်တူတူလောက်နိုင်တာတိုက်ပြီးမှလိုအပ်တာတူလောက်တော့ဆရာကြီးဦးဝင်းတင်လောက်နိုင်တာတစ္ဆာရှိရှိနဲ့ရှင်းဆောင်လမ်းပြလောက်တော့ဆရာမကြီးဒေါ်တန်းမြင့် အောင်တူလုံနိုင်တာတွေလုံနေတော့ပဲဘယ်သူမှလွတ်တော်တဲ့မုံဝင်ပါဘူးညီးကြမအေးတောက်လုံတောက်ကင်မရှိဖော်ကာတို့တောင်ပြောမြောက်ပြောရဲ့လွတ်တော်တဲ့တွားပြီးအိတ်ငိုက်လဆာယူခြင်းတာကျုပ်တို့များမတိဘူးမှတ်နေတယ်ဝင်ဝင်ဝင်နဲ့စောက်ပိုတဲ့နောက်ထပ်တယောက်ကစောက်ပိုတဲ့ကျွန်တော်ပြောမှမဟုတ်သူပြောတာနောက်မှသူပြောတာစောက်ကြီးစောက်ကြီးပြောပြန်ပြီကျွန်တော်ပြောမှမဟုတ်ဒါရက်မဟုတ်ဝီယန်ဆိုတဲ့တယောက်ကပြောတာနော်အပိတာဒါအပိတာကြီးထားတော့ဆောင်းအပိတာနော်ကြည့်နော်ဒါအောက်အစ်စ်နေတယ်နော် ဆောင်ရှက်မှမရှိတာစိတ်ဆိုးမလားတဲ့ရှင်းတယ်နော်ကျွန်တော်ပြောသလိုပဲတိလာမသူကကျွန်တော်အရင်ပြောထားတာနော်လွတ်တော့လွတ်တယ်တဲ့အဲ့ထဲရောက်ရင်တဲ့အတော်ကိုယ်တိုင်ကမိတ်လိုက်ခြင်းစိတ်ရှိမှကျွန်တော်တို့ကလွတ်ပေးလို့ရမှာစင်တွေလို့ပြောရရင်တဲ့မုံယူတဲ့အနံ့လေးပေးလိုက်လေးတဲ့လွတ်ပေးလိုက်မယ်အတော်အတာပြေမှာပါဟာ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 တော့ထိတယ်ဟဲ့ဒေဥဆိုထားတွေ့နော်နော်ဒေဥဆိုထားတွေ့နော် နောက်ထပ်တယောက်ကဒီမှာစောက်ရင်းမပါတဲ့လူတွေကိုလိုက်ပြီးအင်တာဗျူးမလုပ်စမ်းပါနဲ့ဗျာပြည်သူတွေကိုထပ်ပြီးအစိတ်မခတ်ပါနဲ့တော့တဲ့ကျွန်တော်ပြောချင်တာအဲ့ဒါပေါ့နော်ကျွန်တော်အစမှာကိုတက်ထွေးနိုင်ရဲ့ပြောင်းလဲမှုတွေကိုကျွန်တော်တို့ပြောရစရာအဲ့ဒါဘာယူရချက်နဲ့ဘလို့ဟိုဥတီချက်နဲ့ဘလို့အတွေးခေါ်နဲ့အဲသူတို့ပြောင်းလဲတော့မသိဘူးနောက်ပိုင်းမှာခိုင်ချိုင်းပြောအဲ့လိုစောက်ရင်းမပါတဲ့လူတွေကိုပဲအင်တာနက်ဗျူးတွေတွေ့ရတယ်တကယ်ပြည်သူတွေအနှစ်သာရရှိမဲ့အရာပြည်သူကိုလမ်းပြမဲ့အရာပြည်သူတွေအမြင်ပွင့်လင်းမဲ့အရာမျိုးတွေလောက်တာတဲ့အဲ့လိုအရေးမပါတဲ့ရှင်းရှင်းပြောရင်ဘီလိန်ကောင်တွေပေါ့ဘီလိန်တွေကို အဲအင်တာဗျူးပွဲထုတ်တာများများတွေ့တယ်ကိုတက်ထွေးနိုင်ပေါ့နော်နောက်ပိုင်းမှာအဲဘယ်လိုပုံစံလဲတော့ဒါမသိဘူးကြာနောက်တစ်ယောက်ကတက်ထွေးနိုင်ရေးတဲ့လူရွေးပြီးတော့ဗျူးပါကွာတိတ်ခါလေးတော့ရှိကြပါတဲ့နော်ဒါကျွန်တော်တယောက်လည်းပြောတာမဟုတ်တော့အခုဒီမှာပြောနေတာကိုတက်ထွေးနိုင်အနေနဲ့လည်းသတိပြုစေချင်ပါတယ်တန်ဖိုးရှိတဲ့ဒူတွေကိုကျွန်တော်တို့လမ်းကြောင်းတွေမလွဲစေချင်ပါဘူးနောက်တစ်ယောက်ကအော်တဲ့ညီးဘွားကတော်တော်အားနေတယ်လားတဲ့ဟိုမေလိုးတွေကညီးဘွားကိုဘာမှအာမခံချက်မှမပေးဘူးဆိုတာကိုရောနားလေလားစောက်ယူမှတဲ့ဟိုဘက်အဖွဲ့အစည်းကညီးဘွား သမင်းလေးဝအောင်စားပြီးမှဆက်ပြောဆောက်ယူမှာတဲ့နိုင်ငံရဲ့လူမျိုးကိုချစ်တယ်ပြောပြီးတဲ့ခိုးတော့မယ်လိန်နေပြီတဲ့နောက်နောက်တစ်ခုကတော့ရွေးကောက်ပွဲနိုင်တာတော့အာနာသိမ့်နေတာဘာတွေပြောလိနေတော့နေတာပါလဲသူတို့လှုပ်ချင်သူတို့လှုပ်တာကိုတိတိနဲ့ပြောရေးဆိုခွင့်လိုချင်တာနဲ့ဆန္ဒမင်းဟာယူနေတာမှမဟုတ်ရင်နေရာတစ်ခုရယူဒီအချောင်စားခြင်းနဲ့တဘောပါပဲငါမနိုင်ရင်မရရအောင် နိုင်အောင်လုပ်မယ်ဆိုတဲ့အကြံအစီရှိသူတွေဆိုတာထင်ထင်ရှားရှားမြင်နေရပါလေအများအကျိုးရောင်ရောင်ပြောဆိုနေခြင်းဟာအလွန်ရှက်စရာကောင်းပါလေတဲ့နော်ကောင်းကင်မြမပြောထားတာနော်ရင်ကြီးကြီးလေးနဲ့နာအောင်ပြောထားတာနာထမယ်ဆိုတော့လဲသေးလို့ရပါတယ်နောက်တစ်ယောက်ကဝေဖန်ထောက်ပြတာကိုတိရက်နဲ့မင်းအောင်နိုင်လီအောင်ငုတ်တိုးနေတာမရှက်ဘူးလားတဲ့ရှင်းတယ်နော်ဒီယောက်ကလည်းကျွန်တော်တို့ပုံမရှင်းရင်ပဲထည့်ပြောထားတယ်ထွီးရုံစရာကောင်းလိုက်တာလေကျွန်တော်ဘုန်းတော်တူပြောတာဒီမှာနားလေပေးရမှာ ီလွတ်တော်ဆိုတာအတွက်ရွေးကောက်ပွဲအထမ်းမြောက်မယ်လို့ယုံကြည်သလားတဲ့အောင်မြင်ခဲ့အောင်တော့အလားပြတရုတ်ပြ PR PR စနစ်ကိုရောယုံကြည်လားယုံကြည်သလားရတာအကုန်ယူစနစ်ကိုပဲတွေ့တွေ့ပြောနေတာလွတ်တော်ထဲမှာဖွတ်တွေက60လောက်နဲ့ခမားတို့မပြောပါတော့တဲ့ဥယျလေးနဲ့ဘာလို့ပေးနိုင်မှာလဲနောက်ဆုံးတော့အမတ်ဖြစ်ရရင်ကိုနဲလားဆိုတဲ့အတ္တကြောင့်လို့ပဲပြောကြမှာမှားသလားလို့ပဲပြောရမှာပေါ့တဲ့နောက်ကျောကိုဓာတ်နဲ့ထိုးတဲ့မိမဒီလောက်နာမည်ပြက်အမီအမဲဆက်ထင်နေတဲ့လူတယောက်ဟာဝင်ပြိုင်အောင်မယ်ဆိုတော့စောက်ရွက်ဖို့မရှိဘူးတဲ့ ငွေဝင်ချစ်တာလားတဲ့ဟာဟာဟာတဲ့နော်တို့တိုင်းပြည်ငြိမ်းချမ်းမှာတိုင်းပြည်စီးပွားရေးတိုးတက်မှာပေါ့ရှင်တဲ့အဲ့လိုချစ်ကြောင်းများများပြောတဲ့အတူတူပိုကြောက်ဖို့ကောင်းတာတမိုင်းကစကားပြောမှာပါတဲ့မလိုပါဘူးတဲ့ဘောပွဲမှာတစ်ဖက်ကကံတဲ့အသေးရှိမှဖြစ်မှလေးလာရောက်အားပေးတူလဲလိုချင်အနိုင်ရမျိုးကိုတိပေမဲ့ရှင်ပြိုင်အသေးမရှိလို့လည်းမဖြစ်ဒီတော့လုတ်ပွဲဟန်ဆောင်ပွဲကစားရတာပေါ့၆កောင်ဂျင်ဝိုင်းတွေတော့အလန်ချူးဆိုသလား ဒီလိုပွဲမှာပါရရေးကသူတို့အတွက်အရန်အရေးပါနေတာမတည်ဘူးနော်တဲ့မြင့်မြတ်တို့မေတိုးတို့ပြောလိုက်ပါနော်နော်ဟိုဗာအတူရောက်ရွက်ောက်ပွဲဆိုရင်ပါတီဇုံကဝင်ပြိုင်မလားဆိုတော့အောက်တန်းစားရုပ်ချင်းရိုက်တဲ့ကောင်တွေကိုပြောပြပေးလိုက်ပါနော်အဲ့ဒီ comment လေးကိုနေကဗာတတ်နိုင်လို့လေတဲ့အောင်မြင်ပါစေတဲ့တော်တော်ကိုအရှက်တရားမရှိတဲ့အမျိုးသမီးတဲ့နိမဖြစ်နီးတဲ့စိတ်မဖြစ်စိတ်နဲ့ဟိုရင်ဟိုရင်ဒီရင်မရင်နဲ့ရောရင်လိုက် ရောရင်လိုက်ပဓာရင်လိုက်လဲမလုံနဲ့စိတ်ပေတာကြီးလို့တော့မတိတတ်ဘူးဒါပေမဲ့စိတ်ပေတာကြီးတကွမိုင်းတန်းတိတယ်တဲ့နောက်နောက်တစ်ခုကတော့တိုင်းပြည်မှာဒီလောက်မီးလို့တောက်နေတာကိုမဲငလင်ထဲဝင်ပြီးပြည်သူတွေကိုဘယ်လောက်ထိဒုက္ခပေးအောင်မှာလဲတဲ့ကိုတက်ထွေးနိုင်ကိုအရန်လေးစားတယ်တဲ့အမြင်မတူတာတွေကိုအဖြစ်အဖြစ်ပြောင်းလဲဖို့မေးခွန်းပေးတာတဲ့အမြင်မတူတာတွေကိုအဖြစ်အဖြစ်ပြောင်းလဲဖို့မေးခွန်းပေးတာဆိုတော့အဲ့ဒီတော့အမြင်မတူတာတွေကိုအဖြစ်အဖြစ်ပြောင်းလဲဖို့မေးခွန်းပေးတာ အမြင်မတူတာတွေကိုအဖြစ်အဖြစ်ပြောင်းလဲဖို့မေးဖို့မေးတာကျဲမကကျဲမနဲ့သူ့ဘဝလိုက်တာကိုပြောနေတယ်ဟာ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 တဲ့အပလာလို့ခေါ်တာပဲဗျာတဲ့ပြည်သူတွေအများကြီးနစ်နာတယ်လို့တော့ဒုတိတယ်နော်တဲ့အမျိုးကိုအရန်ချစ်ပြတဲ့အမျိုးချစ်မှကြီးတဲ့ခင်ဗျားတို့ဒီအမတ်နေရာကိုလိုချင်နေတာလားနားလဲပေးလို့ရပါတယ်ရက်ကြီးအုတ်ကြီးနေရာတော့ရိုက်ပွဲဖြစ်မတတ်အတင်းတူနေကြချင်ပဲကွယ်ချင်မောင်ရိုးမှလည်းဘလောင်းပလဲတဲ့တစ္ဆာဖောက်တဲ့ နော်သောစနာမင်းကိုမြတ်ကိုတက်ထွေးနိုင်ခဏခဏတွင်နေရလို့ပါတဲ့ကိုတက်ထွေးနိုင်ခဏခဏတွင်နေရလို့ပါတဲ့နော်အားပေးတယ်အမေဒီမှာရှာရှာပါပါနော်ရှာရှာပါပါတွေ့ပါပြီအားပေးတယ်တဲ့ A U N G M မျိုးထွန်းတဲ့ A U N G M ဆိုတော့အဲ့ဗာကျွန်တော်ဖတ်တတ်တော့ပြမျိုးထွန်းတဲ့ကျွန်တော်ဖတ်တတ်တယ်သူရဲ့ပေါက်ကရေးထားတာတော့မသိဘူး ခုချိန်လွတ်တော်တဲ့ရောက်တိတိုင်ပြောရင်းဆိုခွင့်အရာရောက်ပြီမဟုတ်ပါလွတ်တော်တဲ့ဝင်ထိုင်စစ်ကြုံရန်နေအောင်မှာအစိတ်ပင်ရေလောက်ဘောမယုံတာနေရာပေးထားကြလိမ့်မယ်ပြည်သူလူထုအတွက်မဟုတ်ဘူးပဲဒါဒီပြည်သူတစ္ဆာဖောက်လောက်ပေါင်လို့အများသမုတ်ချင်းဟာမှားမိမထင်းနဲ့နော်ရှင်းနဲ့နော်မအားလားမင်းကိုလွတ်တော်တဲ့ကော်မတီထင်လားတဲ့အားပေးတယ်အဲနှစ်ယောက်ရှိပါပြီနော်ဒီမှာဒါကတော့လွင်မာအောင်นิสปัตนิญญาเยลัดเดะบลูลงแล้วกว่าเมียงาပြောရင်စကြောင်းတက်เมียอตาลุกไข่มาบลูหาเลยเนาะဝိတောက်ဆောက်ချက်တယ်ဘုံဝင်ပြင့်ချက်တယ် လွတ်တော်တဲ့အရာတွေတိုင်းပြည်ချစ်စိတ်အပြစ်နဲ့အရင်တစ်ခေါက်တုန်းကတင်တဲ့ဥပဒေချမ်းပြန်တင်ဖို့စိတ်ကူးရှိပါသလား MP တဲ့အောက်တန်းစားမှကျွန်တော်ပြောတာမဟုတ်တော့အောင်ကျော်မင်းဆိုတဲ့တယောက်ကမှန်တာလားမချစ်ပါနဲ့တဲ့ဒီချစ်တာငါတို့တိပါတယ်ကြောက်လို့ပါတဲ့ဟာဟာဟာတဲ့နော်ဒီအလားဒီဒီသူတဦးအမြင်ပေါ့နော်တဲ့ဒေါ်ဆန္နာမင်းကနိုင်ငံရေးသမားပီတာတဲ့တိန်တဲ့အမေရိကန်ဒုတမတဒေဂျီဘတ်ကတစ်ချိန်လုံးကဒီမိုကရက်ဖက်ကလို့တည်င်းချို့မှာဖတ်မိဘူးတဲ့တိန်တဲ့ ပြောချင်တာကရောက်တဲ့အရာမှာမြန်မာနိုင်ငံအတွက်မြန်မာပြည်သူတို့အားလုံးအတွက်အောင်မြင်အောင်ကြိုးစားပါဖို့တိုင်နေရွေးကောက်ပွဲရှိလို့ဝင်ပြိုင်တဲ့နိုင်ငံရေးတမအမတ်လောက်ရှိတာကပြဿနာမဟုတ်ပါဘူးသူကအဲ့ဒါကိုပြဿနာလို့ထင်တယ်အဲ့ဒါကပြဿနာအမြင်ကွဲပြားမှုရှိနိုင်ပါတယ်နိုင်ငံရေးတမမဟုတ်ပဲအမတ်လောက်ရှိတာကပြဿနာမဟုတ်လားတိုင်နေပြည်သူများစွာကဒီပွဲကိုအဆုံးပြတ်ပေးမှာပါစောက်ကြည့်ရုံမှတပါဥက္ကဋ္ဌကြီးနဲ့ဒေါ်စနာမင်းတို့အောင်မြင်ပါစေတဲ့အန်ကယ်ကတော့ no ပါတဲ့နောက်ပြောက်ကတော့ အကျွေးထူလောက်တယ်တဲ့ဒါကြောင့်လွတ်တော်တဲ့အတင်းဝင်ရှင်တာတက်တက်ခိုင်လို့ပေါ့လေဟာမင်းတို့ကကွာအမေစန္ဒမင်းပြောရင်ပြောလေမဆိုင်နဲ့မင်းတက်တက်ခိုင်တို့ဆွဲမထက်နေဘူးတက်တက်ခိုင်ပြောမယ်ဆိုတက်တက်ခိုင်တက်တက်ပြောဖို့မင်းတို့ရောမလွတ်နဲ့ပြီကွာနော်တော်ပါတော့ကောင်းပါရဲ့တဲ့ကွန်မန့်ပေးရမလားတဲ့ဘာကိုချစ်တာလဲစောက်ယူမတဲ့ကိုယ်ကြိုက်တဲ့ကိုထမင်းကနေချီးပြောင်းစားတဲ့ကိစ္စကိုနားလဲပေးလို့ရတယ်အခြားလူတွေကချီးပြောင်းစားဖို့ကြိုးစားလာတာကိုတော့နားလဲပေးလို့မရဘူးလို့ right အရင်ကြိုက်တဲ့ comment လေးနော်ဒါလည်းကျွန်တော်တို့လက်ရှိစစ်ကောင်စီရဲ့အတုရောင်ရွေးကောက်ပွဲကို lobby လုပ်တဲ့ဒီအောက်တန်းစားဖက်ကွက်စားအမှုပညာဒေတွေကိုလည်းပြောချင်တာအဲ့ဒီစကားပဲမင်းတို့ကမင်းတို့ထမင်းစားနေတန်းလန်းကနေလက်မစေးဘဲနဲ့ချီးပြောင်းစားတာကြောင်းစားမင်းတို့ကြိုက်တာစားဒါပေမဲ့ပြည်သူကိုတော့အဲ့ဒီချီးစားဖို့မလာရောက်မဲမစွန်းနဲ့ငါတို့ပြည်သူကခွေးမဟုတ်ဘူးနားလေသားနော်ဒီ comment လေးကြိုက်တယ်ကွာနော်တကယ်ပဲလေးစားပါလေဒီလို comment ပိုင်ရှင်းနေကိုကျွန်တော်တို့ဒါဟာလဲတိုင်းပြည်ရဲ့တိုက်ပွဲတနေရာကပါဝင်တဲ့လူတွေပါပဲနော် ပြောခင်ကပြောခဲ့ပြီးတွားခဲ့တယ်မှာတချို့သက်လေးနဲ့စိတ်ဆိုးလဲငါတို့ကဘီယူမဆိုင်သေးဘူးလိုတုံးရေးတဲ့နိုင်ငံရေးသမားအတွက်နိုင်ငံရေးနီးရင်လွတ်တော်ထဲမှာတိုက်ပွဲဝင်ရတယ်ဆိုတာမှန်ကန်ပါလေတော်တော်1962မှာစပြီးအချိန်ပေါင်းများစွာစစ်တပ်ကလှုပ်တော့ဖွဲ့စည်းပုံနဲ့စစ်တပ်ကလှုပ်ပြီးတော့ရွေးကောက်ပွဲအချိန်ချင်းညုံမုံညတမုံမဲ့လို့တရားမျှတခြင်းများရှိခဲ့ဘူးပါသလား1921အရသာအစိုးရမှနိုင်ငံတကာစောက်ကြည့်ညနိုင်ငံတကာမှအတိမတ်ပြု မှန်ကန်သောရွေးကောက်ပွဲရလဒ်ကိုလစ်လင်ရှုပြီးပြည်သူအာဏာကိုအကြမ်းဖက်သိမ်းယူထားသောယနေ့2025ခုနှစ်အကြမ်းဖက်စစ်အုပ်စုမှလှုပ်တော့ရွေးကောက်ပွဲကိုနိုင်ငံရေးမှန်ကန်သောနီလန်းများဖြင့်ဆောင်ရွက်နိုင်ပြီးယူဆနေတာကိုကညမအတော်ကိုလွဲပါပြီတဲ့စိတ်မကောင်းခြင်းများစွာဖြစ်ရပါကြောင်းဆိုဒီကွန်မန့်ပိုင်ရှင်လေးကရေးထားတာတော့နော်တော်တော်လေးဟိုရင်ကြီးကြီးလေးနဲ့အတိတ်ပဲရှိရှိရေးထားပါတယ်노ပါတဲ့နောက်တစ်ယောက်ကဒီဘက်ကလူတွေတော်တော်များများထမင်းစားပြီးတီးလာကြတာပါတဲ့ဖွေးစကားတွေတအားပြောတာပဲတဲ့နေပါကဏ္ဍမရဲ့တဲ့ တို့ကတော့မင်းကိုမချစ်ဘူးလေလမ်းကြောင်းကိုကနိုင်ငံနဲ့နိုင်ငံသားတို့အတွက်မဟုတ်ဘူးလေအဲ့ဒီတော့နေရယူဝဲဖြစ်မှာပေါ့ဖာအဆင့်နဲ့လွတ်တော်တဲ့မရောက်ဘူးမရောက်နိုင်အောက်ရောက်သွားပြီလေစောက်ပေါ်လောက်ကောင်မှလေနော်ဒီမှာတယောက်ကတော့ငားရောက်ပူတွယ်ဆုရှင်များဆိုပြီးတော့ဒီမှာဘလူးမတ်ကြီးနဲ့နော်တတိပုဂ္ဂလအယုံကြည်ပုံမရှိတာမူဝါဒလည်းမရှိမဲပေးလို့လွတ်တော်တဲ့ရောက်သွားရင်မိမိတို့ရက်တိဖို့အတွက်တာတဲ့ပါတီနဲ့ပေါင်းတဲ့ဘဲပြားပင်တာကူပါတဲ့နော်ကဲဒီမှာလွတ်အဲ comment တွေကတော့အများကြီးရှိသေးတယ်နော်ဒီမှာကြည့်လိုက်ဒီမှာကြည့်လိုက် comment တွေအများကြီးပဲဒီ comment တွေအများကြီးကိုကျွန်တော် like မဖတ်နိုင်တော့ဘူးနော်ဒါအခုပြတဲ့ပြဒီမှာကြီးထူကြီးတဲ့မေးလျာမလို့မလို့ဘူးဘယ်မေးလို့တတိယဌာနကသွားမေးတာလဲတဲ့ဒီမှာကြည့်လိုက်ကိုတတိယဌာနကဝင်ဆဲနေပြီနော်ဒီမှာကြည့်တဲ့တပုံကြီးပဲဆဲထားတာနော်တခုမှစိတ်ဆိုးစိတ်ဆိုးတဲ့ထာဝရလီးပဲဖြေလို့မရလောက်စည်းတာလည်းလောက်မှတဲ့ကျမရေတော်လောက်ပြီးထင်တယ်လေလောက်စားနိုင်ငံနိုင်ငံကြီးဓမ္မမရတော့ခံစားရတဲ့အဲ့ဒါအများကြီးပဲကြည့်တစ္ဆာထောက်သွားကြမကြည့်ပါအဲ့ဒါအဲ့ဒါအဲ့ဒါကြီးအမှန်တရားတွေကြနော်ဒါတွေကအကောင့်တူနဲ့ဟိုဝင်ပြီးတော့ ကြိုးကြောင်ရေးတဲ့ပေါက်ကရဟာတွေမဟုတ်ဘူးတကယ်ပြည်သူအမှန်တရားတွေဒါတွေဘယ်ဘက်မှဒီဟာဝင်ရေးလို့လည်းအနေရရှိအောင်လွယ်လို့ဘာမှအကျိုးမရှိဘူးကိုကြိုးအတွက်ပြောတာနော်ဒါပေမဲ့တိုင်းပြည်အကျိုးအတွက်အဲ့လိုအနေရရှိခံပြီးတော့ဝင်ရေးကြတဲ့သူတွေဒါတွေကတကယ်ပကတိအမှန်တရားတွေနော်ကြည့်တိုင်းပြည်မှာကျွန်တော်တို့ဒီမိုကရေစီရနေတဲ့ကာလမဟုတ်ဘူးအနေရရှိခံပြီးသူတို့မကြီးဘလူးမတ်တွေနဲ့နော်လက်တုံးချောင်းထောင်မှစဉ်းစားမယ်လေမကြည့်လိုက်နော်ဒါတွေကဘလူးမတ်တွေနဲ့အဆဝင်ရေးနေကြတာမကြည့်လိုက်နော်အဲ့တော့ဒါမျိုးတွေဟာတိုင်းပြည်မှာရှိတဲ့ပကတိအမှန်တရားတွေပါတီတူရှင်နဲ့ဘာရှိလဲဆိုတာဒါတွေကနေ ်လိန်လို့မရဘူးညာလို့မရဘူးကြည်သွားပါတော့နော်မကြည့်လိုက်တပုံကြီးပဲလွတ်တော်တဲ့ရောက်ခဲ့ဘူးလား RND ပါတီကတင်ပေးလိုက်တာကိုခြံပြောသွားတယ်တစ္ဆာဖောင်းမှာတပါတီမကြိုက်လို့2015မှာပြန်ရွေးလာတယ်စစ်တပ်ကအာဏာသိမ်းတာကိုခြံပြောသွားတယ်တဲ့ဒါကတော့ရှင်းပါတယ်နော်တို့ရဲ့အစင်အတန်းတွေပေါ့ဟုတ်တယ်မလားနော်မကြည့်လိုက်ရေးထားတဲ့ comment ပေါင်းကတပုံကြီးပဲနော် comment နဲ့ဖြတ်လို့ရှိရင်မကုန်ရေးထားတာတစ်ခုမှအကောင်းမရှိဘူးအဲ့တော့ဒါကကိုတက်ထွင်းနိုင်ရဲ့ YouTube channel မှာလည်းတင်ထားနိုင်တယ်ဒါကတော့ကိုတက်ထွင်းနိုင်ရဲ့ကျွန်တော် Facebook စာမျက်နှာကနေကျွန်တော်ယူလာတာဖြစ်ပါတယ်အဲ့တော့ကိုတထွန်းနိုင်အနေနဲ့ကလည်းနောက်ပိုင်းမှာကိုတထွန်းနိုင်ကအကုန်လုံးကတော့တကယ်ဘယ်လိုပြောမလဲ international တန်းဝင်နေဗျာအဲဒီမိုကရေစီဘက်ဘက်တော်သားပဲဒါပေမဲ့အခုနောက်ပိုင်းမှာကြောင်းလဲသွားတယ်အခု comment တွေမှန်တယ်လို့ပဲပေါ့နော်အဲ့လိုဘောင်မွေတဲ့ဟာတွေပြည်သူတို့အစိတ်တောက်ဖြစ်မဲ့လူမျိုးတွေကိုပဲ interview လာတွေ့တယ်တကယ်ပြည်သူတို့အတွက် ီမိုကရေစီအမြင်တွေကျေဝါးတယ်အမှန်တရားတွေအမြင်မြင်တတ်လာအောင်လက်ခံလာအောင်မတရားတဲ့ဟာတွေပပျောက်လာအောင်မတရားလုပ်နေတဲ့သူတွေပေါ်လွင်လာအောင်ဒီတိုင်းဒီမှာမတရားမှုတွေထုံငင်းလာအောင်စသဖြင့်ဒီရွယ်ချက်တွေနဲ့အင်တာဗျူးလောက်တာတွေတော်တော်နဲတာတွေ့အဲ့ဒီအတွက်စိတ်မကောင်းဘူးကိုကိုလေးသာရှိခင်ခဲ့ရတဲ့လူတွေတဲကတယောက်ပေါ့နော်ဘလို့ရွယ်ချက်တွေဒါတော့လုပ်လဲတော့မသိဘူးအဲ့တော့စန္ဒမင်းကတော့အဲ့ဒါအခုမြင်အောင်လို့ကျွန်တော်ပြပြတာဗီဒီယိုဖိုင်အခုတော့မလဲရှိသွားအဲ့တော့ကျွန်တော်ဆက်မပြောတော့ဘူးအားလုံးမြင်တဲ့အတိုင်းပဲအဲ့တော့ကျွန်တော်တိုင်းဒီမှာပြည်သူတွေဟာပြည်တွင်းထဲမှာရှိတဲ့လူတွေနဲ့တချို့တော့လူတွေဟာရင်ထဲကအမှန်တရားတွေကိုဘာမှပြောလို့မရလို့ချိန်မိတ်ပြီးနေရတယ် ပကတိရှိတရားကိုလက်ခံရဲတယ်ဆိုရင်မဲပေါင်းလာထောင်လိုက်ပြလက်ရှိမင်းအောင်လည်းရထားပြီးကြိုက်တဲ့စစ်ဘုံချုပ်ယူကျွန်တော်တို့ပြည်သူကပြန်ပြင်းမယ်ကြိုက်တဲ့လူပြောဒေါ်ဆန်းစုကြည်အစ်စ်လောက်ကိုမခေါ်သေးဘူးနော်အောက်ပိုင်းအစ်စ်တာမန်ပြည်သူတွေကပဲဝင်ရောက်ရှင်ပြန်ပြင်းမယ်နော်နောက်ဆုံးပြဘလောက်ထိပေးမယ်ထင်တယ်လက်ရှိမင်းအောင်လှန်ရစပြီးတော့ပြောမယ်နော်ကျွန်တော်နိုင်ငံရေးနမမဟုတ်ဘူးနော်ဒါပေမဲ့နိုင်ငံရေးစကားတခုမှကျွန်တော်ပြောချင်ပါတယ်လက်ရှိမင်းအောင်လှန်ရစပြီးတော့မင်းတို့စစ်တပ်မှာကြိုက်တဲ့ခေါင်းဆောင်တွေထွက်လာခဲ့ပြည်သူတွေကနိုင်ငံရေးအတိုင်းအဝိုင်းနဲ့မဆက်ဆက်နဲ့ဒီတော်လန်ရေး ဘက်မှာအားပေးတဲ့ပြည်သူတွေကပဲတာမန်ပြည်သူတွေနဲ့ရှင်မယ်။မဲပုံးတစ်ပုံးထောင်တယောက်တစ်ပုံးပြည်သူတွေကိုလွတ်လပ်စွာမဲပေးခွင့်ပြုတ်ရဲလာလှုပ်ရဲလာ။ဆောက်ယူစကားလို့မပြောနဲ့အဲ့ဆောက်ယူစကားတော့လှုပ်ရဲလာအရင်ပြော။နော်။ဒါကဟိုတကယ့်ကနိုင်ငံကြီးကဆိုမယ်ဆိုရင်တော့ဒါဟိုဘောင်ဝင်တဲ့စကားတော့မဟုတ်ဘူး။ဒါပေမဲ့အဲ့ဒီအလုပ်တော့လှုပ်ရဲလာ။ဒေါ်အောင်ဆန်းစုကြည်အပါဝင် NND တော်လန်ရေးဘက်မှာပါဝင်နေတဲ့ဒီကိုမီးကိုနိုင်လို့စတဲ့ဖြစ်သူခေါင်းဆောင်တွေမပြောနိုင်ဘူးနော်အဲ့ဒီလူတွေကိုမတုံးအဲ့ဒီလူတွေကိုထားပေးအောင်မယ်ထားပေးအောင်မယ်နော်ကြောပေးတာဘယ်လောက်ကြောပေးဆိုတာမန်ရက်ထဲကပြည်သူ နော်ဒီဘက်ကမင်းအောင်နိုင်ဒီဘက်ကအရက်တရပြည်သူတရမဲဘုံရှင်ထောင်ပြီးတော့အဲ့တော့မင်းတို့ကလုံနေတဲ့အတူရောင်ရွေးကောက်ပွဲဆိုတော့အဲ့ဒါပဲနော်အဲ့တော့တကယ်မင်းတို့တွေရွေးကောက်ပွဲလှုပ်ရဲတယ်ဆိုရင်အဲ့လိုပဲအရင်လှုပ်ပြအောင်နော်မင်းတို့ခီပေးတယ်ခီတို့ဘာလို့အကောင်လုံးတိုက်တဲ့လူတွေအဲ့ဘက်ကငါတို့ဘက်ကတော်လန်ပြည်သူဘက်ကပဲနော်နိုင်ငံရေးနဲ့အဆက်ဆက်မရှိထားခဲ့တဲ့လူတွေကပဲမဲဘုံထောင်ပေးနေရှင်ပြန်ရဲတာနော်အဲ့ဒါပဲအရင်ခက်က စစ်သားတွေဆိုတော့ယောက်ျားရင်မာကြီးအခုခေတ်မြန်မာစစ်တပ်ကစိတ်ရေးကြောင်းထွက်တယ်ဂျော်လကီတွေကြီးတယ်အဲ့ဒါပြောတယ်လေရင်မရှိရင်စစ်မတိုက်တတ်ဘူးနော်အဲမလျော်ရင်လေရင်မတော့ငန်းကြီးပါလားဒီကောင်တွေရှောင်းပြီလေရင်ကမတော့ဒီနေ့နေပြီးတော့တိတ်ငါထိဟမ်မလာကျွန်တော်ပြောတာမလာမင်းတို့စစ်တပ်ထောက်ကနေကောင်းနေဒီဗီဒီယိုမှာလာချောင်းနေကောင်းနေငါပြောတာမလာမင်းတို့ဘက်မှာလေရင်မတော့ငါထိနေပြီးတော့ PDF တွေတိတ်ငါထိတာမလာအဲ့မင်းတို့တွေမင်းတို့မှာတက်တိပြက်တိတူရတက်တိတို့နော်ကာရဆွမ်းအညာနဆွမ်းအားတွေဘာရှိလဲဟမ် အချောင်းလေးအချောင်းစားတိုင်းပြည်ကဝယ်ပေးထားတဲ့တန်တန်နဲ့လက်နက်မရှိတဲ့ပြည်သူလိုက်ပြစ်တန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 ်ရှင်ပြည်ကအကုန်ချုံအော်ရှင်မပြစ်နိုင်တော့ဘာလို့တိုင်းပြည်ကဝယ်ထားတဲ့ငွေလေးနဲ့ဘုံနဲ့ရဲတယ်မပြစ်နိုင်တော့အတူတူဖဲအောင်မင်းတို့တန်တန်တန်ရှင်ပြစ်တယ်ဆိုမရှိရုံကြောက်လို့လေပေမာပါလေနော်ချစ်ချစ်ရှက်စရာကြီးဖြစ်နေဖြစ်နေချင်းလားအဲ့တော့လောကကြီးရဲ့တစ်ခါကြရင်လေကျွန်တော်တို့ကလေဟိုတလိုင်းပေါင်းနေလူဟိုဘယ်လိုပြောမလဲဗျာရိုးရိုးအစ်တဘာဝကြက်ကြပဲတွေးတာဟိုအမှန်တရားဆိုအမှန်တရားလိုချင်တယ်အဲမတရားလားဆိုရင်မတရားလားဒါမျိုးပဲလက်ရှိညမာပြီမှာအဲ့လိုအဲ့လိုအဲ့လိုစိတ်ထားလို့မရဘူး ဘယံမလာတယ်မရှိနေတာကြည့်ဒါကြီးကိုထောက်ကမ်းကောင်နေထောက်ကမ်းဟမ်အတူရောက်ရွေးကောက်ပွဲကိုအာလော်လဲကောင်ကလော်အာသာယူကိုလှုပ်နေတာလေဒီအတူရောက်ရွေးကောက်ပွဲမှာမထွက်ရင်လေဘင်းဂျိုးခွင့်ဆုတ်တော့မယ်လေမလှုပ်ဘဲနဲ့နေကြည့်ပါအဲ့ဒီအခုမင်းတို့လုံးမဲ့အတူရောက်ရွေးကောက်ပွဲမလှုပ်ဘဲနဲ့အဲ့ဒီစစ်တပ်စောက်ထုတ်ွားရဲလားမင်းပြန်မင်းအောင်လဲအုတ်ထုတ်ရဲလားအုတ်ထုတ်လို့မှမရတာအုတ်ထုတ်တိတ်ကျိုးတိတ်ရောက်မယ်လေအဲ့တော့အာကျွန်တော်တို့ကအမှန်ကန်ပါဆိုရွေးကောက်ပွဲကပြီးဒီကနေ့အသားလေးကလေးကချင်းနဲ့ဒီအပြစ်တွေကိုပတ်ထွက်မှာလူတက်မှုကိုတိုင်းပြီးနဲ့ချီတက်ထားတာနော်အဲ့တော့လူတယောက်နဲ့ဒါနဲ့ပါဆိုရင်၃နှစ်လူတက်မှုတယ်တတိုင်းပြည်လုံးဘုံကျဖန်စီထုရိုက်တက်ဖြတ်တိုက်လို့လောက်ရတယ် အဲ့အဲ့ဒါဆိုရင်ဘာဖိုင်မင်းအောင်မှဖြစ်တယ်အဲ့ဒါပဲဒါလက်ရှိငါတို့နိုင်ငံမှာဖြစ်နေတဲ့ဟာပဲเนาะအဲ့လိုစောက်ရှက်မရှိတဲ့ဟာတွေကတိုင်းပြည်ပေါ်တက်ပြီးလူစွာကျဲလုပ်နေတာဟိုကောသလမင်းအိမ်မက်16ချက်ကတကယ်မှန်တဲ့ဟာခေရောက်လာပြီ